ကဲအားလုံးပဲမင်္ဂလာပါနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာတင်ဆက်ပေးချင်တာကဘာစီလိုနာလူချင်းရဲ့နီကိုဝီလျံနီကိုဝီလျံပြောင်းချင်နေတဲ့ဘာစီလိုနာနဲ့ဘာစီလိုနာအက်တလက်တစ်ဘီဘာအိုနဲ့လာလီဂါတို့ကြားအပြောင်းရွှေ့ပြဿနာတွေနဲ့လက်ရှိဖြစ်နေတဲ့အရှုပ်တော်ပုံကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တိတိလောက်အကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်ပေမဲ့အခုခုများအဆင်မပြေတာပါသွားခင်ဆောရဲအကျခွန့်လွတ်ပါလို့ဆုံးဆိုချင်ပါတယ် ကဲအဆူဆောက်လိုက်ကြအောင်ပထမဆုံးပြောချင်တာနီကိုဝီလျံရဲ့ transfer update ပါအခုလက်ရှိနီကိုနဲ့ဘီဘာဝရဲ့စာချုပ်ဖြတ်သိမ်းခြင်းဟာ Euro 58တန်းကနေပြီးတော့63တန်းမှာရှိနေရပါဘာစီလိုနာဒီစာချုပ်ဖြတ်သိမ်းကြီးကိုပေးဖို့အတွက်ကိုစီစဉ်ထားပါတယ်ဒါပေမဲ့အခုတော့မဟုတ်သေးပါဘူးဇူလိုင်လအစောပိုင်းမှာနီကိုရဲ့အပြောင်းရွှေ့ရေးအတွက် process ကြီးစတင်မှာဖြစ်ပြီးဒီစာချုပ်ဖြတ်သိမ်းကြီးကိုလည်းဘာစီလိုနာပြီးချိန်မှာပါဒါပေမဲ့သူတို့ရဲ့အရန်ရှုပ်ထွေးနေတဲ့ financial rules ရဲ့အောက်မှာလောက်တော့မှာဖြစ်ပြီးတော့ဘာစီလိုနာဂျူလန်လန်တရက်နေ့ပြီးရတဲ့ သူတို့ရဲ့ financial နှစ်ပြည့်စည်ရင်းချုပ်ကိုစတင်မှာဖြစ်ပြီးတော့လာလီဂါရဲ့ rules တွေနဲ့ကိုက်ညီအောင်ညှိနှိုင်းသွားဖို့စီစဉ်နေရလို့လည်းသိရပါတယ်။လာလီဂါဘာစီလိုနာရဲ့နီကိုရဲ့စာချုပ်ဖြတ်သိမ်းရေးပြေးချေမှုတော့လာစီလိုမရပါဘူး။ဒါပေမဲ့ကစားသမားရဲ့လစာပြေးချေမှုနဲ့ပတ်သက်ပြီးကလပ်အသင်းအတွင်းမှာ financial fair play အရမကိုက်ညီခဲ့ရင်တော့လာစီခွင့်ရှိပါတယ်။ဘာလို့ဒီလိုဖြစ်လာရလဲ။ဒီလောက်ထိကြာနေရတာလဲဆိုတော့ ပြီးပါဟောဘာစီလိုနာရဲ့ကစားသမားကိုအပိုင်ကင်ထားတာကိုသဘောမကျကြင်တာပါကလပ်အသင်းဘက်ကလည်းနီကိုလိုချီဆွမ်းကောင်းရှိရဲ့ကစားသမားတယောက်ကိုဆက်လက်ထိန်းသိမ်းထားခြင်းနေရာလေးပတ်ပါရယ်အဲဒါကြောင့်ဘီဝါဝါစာချုပ်ဖြတ်သိမ်းကြီးထပ်လျှော့ပြီးတော့ပေးဖို့အစီအစဉ်မရှိပါဘူးလို့လည်းသိရပါတယ်ပြောင်းရွှေ့ကြီးမှာစာချုပ်ဖြတ်သိမ်းကြီးကိုပေးဖို့ပေးဆောင်မှာဖြစ်ပြီးတော့ပြောင်းရွှေ့ကြီးကိုလည်းအပိုင်ပိုင်းခွင့်သွင်းလို့မရဘူးလို့တခါတည်းအကြည့်ချေရမယ်လို့ အကျက်ပြန်ခိုင်ထားရလဲတွေ့ရပါရင်နီကိုကလည်းမသေးချာမီယာမှုတွေအောင်မှာပျော်မွှင်ဖြစ်နေပြီးတော့ဒီပြောင်းရှိရာတော်တော်လေးလက်အချိန်ကြာလာခဲ့ပါပြီ။ဘာကာကိုပြောင်းဖို့အတော်လေးလူလားနေသေးပြီးတော့ဒီဘာဝမှာစတမ်းမန်စောင့်နေရလို့လည်းသိရပါရင်ဘာကာနီကိုကိုပရီစီဇန်မှာအသင်းနဲ့ပူးပေါင်းနိုင်မှုအတွက်မျှော်လင့်ထားရတယ်လို့တင်းနေအရာလည်းသိရပါရင်နောက်ထပ်ရှုပ်လာတာကတော့ဘီဘာဝါလာလီဂါကိုဘာစီလိုနာပတ်သက်ပြီးဖိအားပေးလာတာပါ။ဘီဘာဝါတောင်းရှိသူတွေကလာလီဂါဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးဘာစီလိုနာလာလီဂါ financial fair play 1 ratio 1အောက်မှာကစားသမားတွေကိုမှတ်ပုံတင်တာရောဟုတ်ရဲ့လားဆိုပြီးပြန်စီစစ်ဖို့တောင်းဆိုထားပါတယ်ပြီးတော့နာဒီကာရဲ့ official channel တွေကနေဝင်လင်းညင်တာမှုမရှိခဲ့ဘူးဆိုရင် RF EFT ဆက်လက်ပြောကြားသွားမယ်လို့ပြားပီးထားတာလည်းတွေ့ရပါတယ်အဲနောက်မှာနာဒီကာကဘီဘာဟုပြန်လည်ဖြည့်ရှင်းလာပါတယ်သူတို့ဟာဘာစီလိုနာရဲ့ကစားသမားအသစ်တွေကို financial fair play rules ရဲ့အောက်မှာကစားသမားတွေကိုမှတ်ပုံတင်နိုင်ကန်းရှိမရှိကိုတရားလေးစီစစ်မှဖြစ်ကြောင်းပြန်လည်တုံ့ပြန်ထားတာတွေ့ရပါတယ်အဲတော့1 ratio 1ဘူးဆိုတာဘာလဲအချင်းညုတ်ပြောပြပေးပါမယ် ဒီ senior အောက်မှာ club ရကစားသမားတယောက်တော့ဥမာ euro တစ်ချက်သုံးမယ်ဆိုရင်အသုံးစည်း euro တစ်ချက်ကို club အသင်းတွင်းမှာတူပြီးတော့ short ချပြီးထားရမှာပဲဖြစ်ပါတယ်။ဒါကြောင့် La Liga club အသင်းတွေမှာကစားဖို့သက်ဆိုင်ရာ club တွေရဲ့ကစားသမားတွေရဲ့လစာတွေကသူတို့တတ်မှတ်ထားတဲ့ limit ထဲမှာမရှိနေဘူးဆိုရင်ဝင်ရောက်ဆွတ်ဖက်ပြီးမှတ်ပုံတင်ခြင်းကိစ္စတွေမှာတားဆီးနိုင်ပါတယ်။နောက်ထပ်ဥမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်အကယ်၍ Nico ရဲ့လစာအနှစ်ကို euro 10သန်း Barcelona မှာရတယ်ဆိုရင် ်ဘာစီလိုနာတခြားတစ်ဖက်မှာယူရို၁၀သန်းအသုံးစိတ်ကိုကျူပြီး short ချထားရမှာပဲဖြစ်ပါတယ်အဲဒါကြောင့်ဘီဗာဟူဟာနီကိုကိုဘာကာဟာလာလီဂါရဲ့ရူးစီရဲ့အောက်မှာမှတ်ပုံတင်နိုင်ရဲ့လားပြန်စီစစ်ခိုင်းနေရတယ်ဖြစ်ပါတယ်ဘာစီလိုနာဥက္ကဋ္ဌကလည်းသူတို့ကကစားသမားခေါ်ယူမှုတွေနဲ့စာချုပ်ချုပ်ဆိုမှုတွေပါလက်ရှိဘောင်ထဲကပဲလုံနေတာဖြစ်ကြောင်းပြန်လည်တုံ့ပြန်ထားတာတွေ့ရပါတယ်နောက်ထပ်သုံးသပ်ရမှာတော့ club တင်းနှစ်တင်းကြားမှာ program ဖြစ်လာတဲ့ relationship အကြောင်းပါဘီဘာဟိုဟာဘာစီလိုနာ ကစားသမားအပြောင်းအရွှေ့တွေမှာ လက်လုံးကြလုတ်ပြီးလေးစားမှုမရှိဘူးလို့မြင်နေပြီးတော့စိတ်ဆိုးနေတာလည်းပါပါတယ်။ပြီးတော့အသင်းနဲ့တင်းကြမှာဆက်သွယ်မှုမရှိတော့ပဲကစားသမားတွေနဲ့သာရှိကြပြီးတော့ပုံမှန်ပြောင်းရွှေ့ခြင်းညှိနှိုင်းတာတွေဘာတစ်ခုမှလုပ်နေကြပါဘူး။စာချုပ်ဖြတ်သိမ်းရေးပဲပေးရမယ်ဆိုတဲ့စကားတွေထောက်လျှောက်ထွက်နေရလဲဖြစ်ပါဘာစီလိုနာဘက်ကလည်းသူတို့ဟာ legally follow လုပ်နေတာဖြစ်ပြီးတော့ဒီကိစ္စဟာဘီဘောင်နဲ့မသက်ဆိုင်ဘူးလို့မမထန်ထန်တုံ့ပြန်ထားတာလည်းတွေ့ရပါတယ်။ပါပီစီယိုရဲ့ဖော်ပြချက်တွေထဲမှာဘာစီလိုနာဥက္ကဋ္ဌလာဘော်ဒါကျွန်တော်တို့ကိုဘာလို့ဘီဘောင်ကလာလီဂါထိအကြောင်းကြားထားလဲကျွန်တော်နားမလည်နိုင်ပါဘူး။ ဒါမျိုးကအစင်တန်းရှိရင်ဘလို့တင်မလို့ထင်ပါတယ်။ဒါပေမဲ့လည်းဒါဟာသူတို့ပြဿနာနဲ့သူတို့ပါဆိုပြီးဂျွန်လာ26ရက်နေ့ report မှာပြောပြထားတာလည်းတွေ့ရပါတယ်။ဟဲ့ဒီလိုဆိုတော့ နီကိုနဲ့ပတ်သက်ပြီးဘာရီ impact ဖြစ်နိုင်လဲနည်းနည်းဆွေးနွေးကြည့်ကြပါနီကိုကဒီကိစ္စကြောင့်တော်တော်လေးစိတ်ထိခိုက်နေရလို့သိရပါတယ်ဒီပေါင်းနီးပြောင်မာဆယ်ဒီနိုကနီကိုအတွက်ဒါအချိန်ကောင်းတော့မဟုတ်ဘူးထင်ပါတယ်ပြီးတော့ခုဖြစ်နေတဲ့ပြဿနာတွေကိုအမြန်ဖြေရှင်းဖို့လိုပါတယ်ဆိုပြီးအားလုံးကိုတိုက်တွန်းခဲ့ပါတယ်သူဟာစာချုပ်တက်တန်းကလပ်နဲ့ဂျမ်းမှာရှိနေသေးပြီမဲ့ဒီအကြောင်းရှိကိုဖြစ်လာဖို့တော်လေးညှော်နှိမ့်ထားတယ်လို့လည်းသိရပါတယ်ကဲပြီးတော့ဘာရီဆက်ဖြစ်လာနိုင်သေးလဲ July 1မတိုင်ခင်မှာဘာကသူတို့ရဲ့လက်ရှိကလပ်ငွေကြီးကိစ္စအဝဝကိုစီးရင်ချုပ်ပြီးဖြေရှင်းသွားဖို့ရှိပါတယ်နောက်ပြီး ဇူလိုင်လအစောပိုင်းမှာဖကာနီကူအတွက်စာချုပ်ဖြတ်သိမ်းခြင်းကိုလာလီဂါကိုတင်လာနိုင်ပါတယ်။အဲ့ဒါပြီးပြီဆိုတာနဲ့လာလီဂါဒီ process အစဆုံးဖြစ်လာစစ်ဆေးမှာဖြစ်ပြီးတော့အကယ်၍ financial fair play rule 1 visual 1 rule စေတာပြုမြောက်ခဲ့ရဆိုရင်နီကူအတွက်ဘာကကစားသမားဘဝမှတ်ပုံတင်နိုင်မှုကိုလည်းလာလီဂါခွင့်ပြုမှာဖြစ်ပါတယ်။ အကဲရူးဆဲစာညိလာခဲ့ပါလာလီဂါနီကိုမမဟုတ်တခြားကစားသမားအဝင်နှက်ကုန်တင်ရင်းတွေကိုဘာစီလိုနာအတွက်ပိတ်ပင်သွားမှာဖြစ်ပြီးတော့ဘာစီလိုနာဖြည့်ရှင်းမိသည့်အထိလဲဆောင်းလိုင်းသွားမှာဖြစ်ပါတယ်။ကဲအခုတင်ဆက်ပေးသွားတာတော့ဘာစီလိုနာနီကိုဝီလီယံဘီဘာဝိုနဲ့လာလီဂါတို့ကြားဒီအပြောင်းရွှေ့တစ်ခုတက်ပြဿနာတက်နေကြတဲ့အရှုပ်တော်ပုံပြပြသွားတာပဲဖြစ်ပါတယ်။ပြစ်တဲ့တူရောဘာကနီကိုခွန်နိုင်ပါမလားခွန်နိုင်ခဲ့ရင်ရောမပုံနေမှုအတွက်ဘာကြီးဖြစ်လာနိုင်လဲဘလူတွေဘာကဖြည့်ရှင်းမလဲဆိုတာသုံးသပ်ပေးသွားကြပါအောင်ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ ဝဲစုံရဲ့ YouTube Channel မှာနောက်ဆုံးရသတင်းတွေကိုတွားရနားထောင်နိုင်ပြီး Subscribe လုပ်ပြီးပါလို့ပြောရင်းနဲ့နောက်ထပ် Video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ။